ောက်ဖြူစိတ်ကန်းသူအမေရိကန်တပ်ရောက်ရှိလာမှုကြောင့်မင်းအောင်လိုင်းတရုတ်ဘက်သို့အကူအညီတောင်းနေပြီဟုသတင်းထွက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။2025ခုနှစ်အောက်တိုဘာလ22ရက်နေ့တွင်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အနီးရှိစိတ်ကန်းအေရီယာတွင်အမေရိကန်တပ်ဖွဲ့တချို့ပေါ်ပေါက်လာရောက်ခဲ့ကြောင်းအမေရိကန်တပ်ဖွဲ့တချို့ပေါ်ပေါက်ရောက်ရှိလာကြောင်းသတင်းပေါ်လာသည့်နေ့အမျှမြန်မာစစ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့အလွန်တုံ့လုံနေကြပြီးအကြီးအကဲမင်းအောင်လိုင်းတီတရုတ်အစိုးရဘက်သို့အကူအညီတောင်းဆိုနေသည်ဟုစစ်အတွင်းသတင်းရင်းမြစ်များမှဖော်ပြလာပါတယ်။ သတင်းရင်းမြစ်များအရကြောက်ပြူစိတ်ကန်းသည်စေုပ်စုအတွက်မဟာဗျူဟာအရေးပါဆုံးနေရာတစ်ခုဖြစ်ပြီးတရုတ်နိုင်ငံ၏ Vat and Rock Project အတွက်လည်းအထူးတန်ဖိုးရှိသောစိတ်ကန်းဖြစ်ကြောင်းသုံးသပ်သူများကဆိုကြပါသည်။ထိုနေရာသို့အမေရိကန်အကြောင်းအရာပါဝင်သည့်တပ်ဖွဲ့များရောက်ရှိလာသည့်အခါတရုတ်ဘက်အနေဖြင့်လည်းမတက်မတာဖြစ်လာသည်ဟုဆိုပါသည်။အမေရိကန်တပ်များသည်စေုပ်စု၏အာဏာကိုဖိအားပေးရန်နှင့်ရခိုင်တပ် AA ကိုရခိုင်တပ် AA ကိုအထောက်အပံ့ပေးနေခြင်းအပြင်စေုပ်ချုပ်ရေးအဖွဲ့ကတတ်မှတ်နေတော်လဲ နိုင်ငံတကာတုံ့တက်သူများအနေနဲ့အမေရိကန်တပ်များသည်ပြစ်ခတ်တိုက်ခိုက်မှုမဟုတ်ဘဲနယ်နိမိတ်အတွင်လူမှုအကူအညီနဲ့စစ်ရေးလှုပ်ဆောင်မှုများအတွက်ရောက်ရှိလာခြင်းဖြစ်နိုင်သည်ဟုဆိုကြပါသည်။ထို့သောမင်းအောင်လှိုင်အနေနဲ့မိမိအာဏာတည်နေရာအတွက်မျှော်လင့်ချက်မရှိတော့ကြောင်းသိမြင်လာပြီးတရုတ်အစိုးရဘက်သို့လှုပ်ဝက်တောင်းဆိုမှုများပြုလုပ်နေကြောင်းသတင်းတဆတဆများဖော်ပြနေသည်။သတင်းတရက်အရမင်းအောင်လှိုင်သည်တရုတ်ဘက်ကစစ်ရေးအထောက်ပံ့ လေးချောင်းစောင့်ကြပ်မှုနီးပညာများနှင့်တန်တမန်အစဉ်သင့်တိုက်ပွဲအထောက်အကူများတောင်းဆိုနေသည်ဟုသိရပါသည်။တရုတ်အစိုးရအနေနဲ့လည်းအမေရိကန်တပ်၏အနိဒဝတ်လှုပ်ရှားမှုကိုသတိနဲ့ကြည့်နေပြီးမင်းအောင်လှိုင်၏တောင်းဆိုမှုကိုတိုက်ရိုက်ဖြေကြားရန်မတုံ့ပြန်သေးပေအပူချိန်ကိုစောင့်ကြည့်နေခြင်းသာဖြစ်သည်ဟုတရုတ်သတင်းရှင်းပြတချို့ကဆိုကြပါသည်။ကြောက်ဖြူစိတ်ကမ်းမှလေတပ်အခြေစိုက်စခန်းအသစ်တစ်ခုဖွဲ့စည်းရန်စစ်အုပ်စုကအကြံစီရှိနေပြီးထိုနေရာကိုထိန်းချုပ်နိုင်ပြီဆိုလျင်တရုတ်နှင့်အမေရိကန်နှစ်နိုင်ငံအတွက် မဟာဗျူဟာတက်မိုးရှိသောနေရာဖြစ်လာမည်ဟုလည်းသုံးသက်သူများကထပ်မံထောက်ပြပါရယ်။ရခိုင်တက်အေအေများအနေဖြင့်လည်းအမေရိကန်တပ်များ၏လှုပ်ရှားမှုကိုအစိုးရတပ်ကလွဲမှားဖော်ပြနေခြင်းဖြစ်ပြီးအကြမ်းဖက်သုံးသောစစ်တပ်ကိုဖိအားပေးရန်နိုင်ငံတကာကအရေးယူမှုတစ်ခုသာဖြစ်သည်ဟုသတင်းထုတ်ပြန်ခဲ့ကြသည်။ယနေ့အထိမင်းအောင်လှိုင်အမည်ပါလှုပ်ဝက်စာတစ်စောင်ကိုတရုတ်တန်ယုံသို့ပေးပို့ထားကြောင်းထိုးစားတွင်မြန်မာနိုင်ငံ၏စီးရီးတည်တံ့မှုအတွက် တရုတ်၏အမြဲတမ်းပံ့ပိုးမှုကိုယုံကြည်ကြောင်းဟူသောစာသားပါဝင်နေသည်ဟုသတင်းတချို့ကထပ်ဆင့်ဖော်ပြနေသည်သတင်းအမှုပညာသမားများအနေနဲ့လည်းယခုအခြေအနေကိုအမေရိကန်နှင့်တရုတ်တို့၏ညှိနှိုင်းမှုမရှိသေးသောစီးရဲအခြေအနေတစ်ခုဟုချုပ်ဆိုကြပြီးမင်းအောင်လှိုင်အတွက်နောက်ဆုံးအဆင့်တစ်ခုသို့ရောက်နေပြီဟုသုံးသပ်ကြသည်ကြောက်ဖြူတဝိုက်တွင်လည်းယနေ့အထိစစ်တပ်များနှင့်အေးအေးတများအကြားပြစ်ခတ်မှုများဆက်လက်ဖြစ်ပွားနေပြီးနေပြီးတော့အထိဖိအားတက်လာနေကြောင်းသတင်းများထပ်မံပေါ်လာနေသည် တနည်းအားဖြင့်အမေရိကန်တက်ရောက်လာမှုသည်မင်းအောင်လိုင်အတွက်မဟာပြူဟာသက်တမ်းအဆုံးသက်စတင်ချက်တစ်ခုဖြစ်လာနိုင်ကြောင်းနိုင်ငံရေးသုံးသက်သူများကပြောကြားပါတယ်။ဆက်လက်ပြီးညောင်ကျိုးကိုထိုးစစ်ဆင်သည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဂျားညက်တိုက်ခိုက်ခံရ၍အကြဆုံးများသဖြင့်လေကြောင်းမှရန်တမ်းပုံကျပြီးစစ်ကောင်စီတက်အများပြားတိုက်ဆုံနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ တောင်ကုန်းနှင့်ပရောင်အကြာရခိုင်ရုံမပေါ်ရှိစင်လန်ကျိပါမှညောင်ကျိုးကိုထိုးစစ်ဆင်သည့်အကြံဖက်စစ်တပ်စစ်ကြောင်းရာညက်တိုက်ခိုက်ခံရ၍အကြာဆုံးများသဖြင့်လေကြောင်းမှရန်တန်ပုံကျဲတိုက်ခိုက်နေကြောင်းစစ်ကောင်စီတပ်အများအပြားထိခိုက်သေးဆုံးမှုရှိတယ်လို့မြေပြင်ဒေသခံစီရီတရင်ရင့်မြစ်တအူးကသတင်းဌာနကိုပြောပါရယ်။မနေ့ညကစင်လန်ရွာကနေထိုးစစ်တက်လာတဲ့စစ်ကြောင်းစင်လန်နဲ့ညောင်ကျိုးကြားမှပိတ်မိသွားတယ်။မိုးကလည်းတအားသေးတယ်တိုက်ပွဲကလည်းပြင်းနေအကြဆုံးလဲများတယ်သူတို့အကြဆုံးများလို့အဓိကလေးချောင်းပြစ်ကူးတယ် ရန်တပ်ပုံကျဲမှုကြောင့်အောက်ကစစ်တပ်ချင်းချင်းပုံကျဲမှားတယ်။မနေ့ကရောဒီနေ့အထိပုံကျဲတိုက်ခိုက်တယ်ဟုပြောပါရယ်။ရမန်နီနိုဝင်မှာ22ရက်နေ့ကရိုးဘော်ကဆင်လန်ကြီးရွာအားအကြံဖက်စစ်တပ်မှာအခိုင်အမာပြန်လည်နေရာယူတက်ဆွဲကအေအေသိမ်းထားသည့်ညောင်ကျိုးစက်ခန်းဘက်သို့ထိုးစစ်ဆင်လာရာအေအေနှင့်ပူပေါင်းတပ်ကကြားဖြတ်တိုက်ခိုက်သည့်ပြင်တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီးလေးချောင်းကပါအကြိမ်ကြိမ်ပုံကျဲတိုက်ခိုက်နေသည်ဟုလည်းသိရပါရယ်။ အစကတော့အေအေနဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်ကဆင်လန်းကိုကျော်လို့ညောင်ချီတော့ပတ်ချန်းကိုရှောင်းနေပြီးအခုဆင်လန်းရွာကိုစစ်ကောင်စီပြန်ယူထားလို့အဲ့ဒီနေရာကနေအေအေသိမ်းထားတဲ့ညောင်ချိုးဘက်ကိုထိုးစစ်ဆင်လာတာဒီနေ့အထိပြင်းထန်ပါဟုပြောပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်းညောင်ချိုးနဲ့ညောင်ချီတော့ကြာဆင်လန်းကျေးရွာအနီးအနားတွင်အားရကတက်တော့အေအေဦးဆောင်သည့်ပူပေါင်းတော်လန်ရေးတပ်ဖွဲ့များနဲ့အကြမ်းဖက်စစ်တပ်တို့အကြားတိုက်ပွဲပြင်းထန်ခဲ့ပါရယ်ရှင်းအောင်အကြမ်းဖက်စစ်တပ်ဘက်မှလက်နက်အင်အားလူအင်အားဖြင့်တံပြန်ထိုးစစ်ဆင်သည့်ဖြင့်လက်ရှိတိုက်ပွဲမှာညောင်ကျိုးနှင့်ဆင်လက်ချင်းရွာကြတွင် တိုက်ပွဲအချိန်အဟုန်ပြင်းနေကြောင်းသိရပါတယ်။အေယဝတီတိုင်းရခိုင်အစပ်ဆက်ဆက်ရွရွအနီးပတ်ဝန်းကျင်တဝိုက်နေရာများဘကိုတိုင်းရခိုင်အစပ်ဆင်လန်းရွအနီးပတ်ဝန်းကျင်တဝိုက်နေရာများနဲ့ရိုးတောင်အစပ်နေရာများတွင်ဖက်စစ်အကြံဖက်စစ်ရှုံးကောင်စီဘက်မှအင်အားအလုံးရင်ထပ်မံဖြည့်တင်ပြီးထိုးစစ်ဆင်တိုက်ခိုက်မှုများကိုအချိန်အဟုန်ပြင်းပြုလုပ်လာသောကြောင့်တိုက်ပွဲများမှာဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းအာရကတက်တော် AA မှစက်တင်ဘာ10ရက်နေ့ကထုတ်ပြန်ထားပါသည်။ ဆက်လက်ပြီးဗမော်တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေစစ်ကော်မရှင်ကစစ်ကြောင်းများခွဲ၍စစ်ကြောင်းထုတ်နေပြီးလေကြောင်းပစ်ကူဇက်တိုက်ပေးနေရတဲ့ဆွေတရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဗမော်မြို့တွင်စစ်ကော်မရှင်နှင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကော်မရှင်ကစစ်ကြောင်းများဖြန့်ခွဲစစ်ကြောင်းထုတ်နေကြောင်းသိရပါတယ်။ဗမော်မြို့တွင်ရှိစစ်ကော်မရှင်ပြန်လည်ထိန်းချုပ်ထားသည့်နေရာများကို KIA ကတကြောပြန်တည်ယူပြီးနောက်စစ်ကော်မရှင်ဘက်ကလေရင်ပစ်ကူများပါနေ့စဉ်အသုံးပြုလာကြောင်းသတင်းရင်းမြစ်ထံမှသိရပါတယ်။ စစ်တပ်ကလူအင်အားဖြည့်ကူနဲ့သူတို့တက်ချင်းလက်ချင်းချိတ်ဆက်နိုင်တဲ့အနေထားကိုရောက်လာပြီးထိုးစစ်ပြန်ဆနိုင်ခဲ့တဲ့ပုံ KIA ကခိတ္တဆုပ်ပေးခဲ့တဲ့နေရာတွေကိုအခုပြန်သိမ်းနေပါတယ်ဟုကချင်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။တန်ချက်ကတက်ရင်တာတာရ8006ဂိတ်ပေါအနီတီတိုက်ပွဲရှိနေပြီးစက်တင်ဘာလအတွင်းကလည်းတန်ချက်ကတက်ရင်နောက်စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်များထိခိုက်သေးဆုံးမှုများပြခဲ့ပါတယ်။ ီးခဲ့တဲ့ရက်ပိုင်းနိုဝင်ဘာ19ရက်နေ့ကခါလာရ48အနောက်ဘက်ကကင်းစခန်းနဲ့ရွှေပြည်သား KPC ဖျားကြောင်ကုန်းတို့ကို KIA ကပြန်လည်တည်ယူခဲ့ပါတယ်။စီကော်မရှင်ကစီးရဲရအရေးပါတဲ့ဖြူဟာမြောက်နေရာများကိုစစ်ကြောင်းသုံးခုခန့်ခွဲပြီးဖြန့်ကျက်တိုက်ခိုက်လာပြီးဗမော်လမ်းမကြီးတစ်လျှောက်နေမြေစိုးမိုးနိုင်ရန်စစ်ကြောင်းဖြန့်လာနေခြင်းဖြစ်ပါတယ်။လေကြောင်းမှလည်းတိုက်ပွဲဖြစ်ပွားရာနှင့်အမှတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်စာကာခ27အနီကို ။တနေ့လျှင်အနည်းဆုံး၃ချိန်နီးပါးလျှင်ပစ်ကူပေးထားကြောင်းကချင်တရင်ရင့်မြင့်များထံမှသိရပါတယ်။စစ်ကော်မရှင်ကပမော်တိုက်ပွဲပြလဲထိုးစစ်ဆင်လာနိုင်တဲ့အတွက်စကားခါမှုနဲ့88တပ်မမှုတို့ကိုယာတုတိုးပေးပြီးဘွာရဖြတ်မှုများပြုလုပ်လာပါတယ်။စစ်ကော်မရှင်ဘွာရဖြတ်သတင်းစာများတွင်လည်းပမော်ကိုစစ်တပ်ကပြလဲထိန်ချုပ်နိုင်ပြီဟုဖော်ပြပြီးနောက် KIA ကစည်ရင်းနေမြေတချို့ကိုကြကြောပြန်ပြန်လည်သိမ်းယူလာခြင်းဖြစ်ပါတယ်။ဆလဘီမော်ချီဒေတာ ခဲတထုလုတ်ပတ်တွေကိုစစ်ကောင်စီပုံကျိလုတ်သားတွေထိခိုက်သေးဆုံးမှုများဟုခန့်နဲ့ဦးသတင်းရတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မော်ကြီးဒေသခဲတထုလုတ်ပတ်တွေကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲလို့လုတ်သားတွေထိခိုက်သေးဆုံးမှုများနေတယ်လို့ခန့်နဲ့ဦးသတင်းရရှိပါတယ်။ဒီကနေ့နိုဝင်ဘာ22ရက်မနက်10:00နာရီဝန်းကျင်မှာမော်ကြီးဒေသကနေရာသုံးခုကိုလေကြောင်းကနေရည်ရွယ်ချက်ရှိရှိပုံကျဲခဲ့တာလို့ဒေသခံနဲ့စစ်ရှောင်းအရေးကူညီနေသူတချို့ကဆိုပါတယ်။အခုထိတာ အကုန်လုံးကလုတ်သားတွေကြီးပဲ။ ခဲမျောလုတ်တဲ့နေရာလေရင်မလာတာလဲနင်းနေကြပြီဆိုတော့ခဲတွေထွက်လုကြတာမိုးအေးအေးနဲ့ပြလို့မော်ချီတီတာကန်တူကပြောပါတယ်။ဒါပြင်ထိခိုက်တရရတဲ့သူတွေများပြီးအမျိုးသမီးတွေလည်းပါတယ်လို့၎င်းကအတည်ပြုပါတယ်။ခဲနဲ့ဦးထိခိုက်သေးဆုံးမှုအချက်လက်တွေအရာသေဆုံးသူအမျိုးသား၅ဦးရှိပြီးထိခိုက်သူတွေများကဆေးရုံသို့ပို့ဆောင်နေတယ်လို့စစ်ရှောင်းတဲ့ဒေတာရင်းလူမှုအကျိုးပြုလုပ်ငန်းတွေဆောင်ရွက်နေတဲ့ကိုဆက်နောင်ကပြောပါတယ်။သုံးနေရာကိုလာကျဲတာလေရင်တစည်းပဲမဖြစ်နိုင်ဘူးဇက်တိုက်လာတာမျိုးပထမတစည်းလာကျဲပြီးနောက် နောက်3မိနစ်လောက်နေရင်နောက်တစ်စီးကလာကျဲသွားတဲ့ပုံစံမျိုးလို့၎င်းကပြောပါတယ်။တိုက်ပွဲလုံးဝမရှိတဲ့မော်ချီဒေတာကိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဟာအရက်သားတွေကိုရည်ရွယ်ချက်ရှိရှိနဲ့တက်ဖြတ်တာဖြစ်ပြီးလူလူစားဝတ်နေရေးကြက်တဲအောင်လှုပ်ဆောင်နေတာလို့လည်းခရင်နီအရက်ဖက်အဖွဲ့အစည်းတွေကအသိပေးထားပါတယ်။တထူတူဖို့တဲ့ဒေတာကန်နဲ့ရွှေပြောင်းလုံသားများစွာရှိနေတဲ့မော်ချီဒေတာမှာတိုက်ပွဲလုံးဝမရှိပေမဲ့စစ်ကောင်စီက2025မတ်လနောက်ပိုင်းကစလို့ဩဂုတ်လအထိတလအနည်းဆုံး2ကြိမ်လေးချောင်းကနေပုံကျဲနေပါတယ် ဩဂုတ်၁၉ရက်မှာမော်ကြီးဒေသကလူခါလူကြီးပေါင်း၄ချောင်းတိုက်ခိုက်မှုမှာဒေသခံရွှေပြောင်းလုံသားနဲ့ကလေးငယ်တွေအပါအဝင်၃၂ဦးသေဆုံးခဲ့ရပါတယ်။အဲ့ဒီမတိုင်ခင်ကမော်ကြီးဒေသ၄ချောင်းတိုက်ခိုက်ခံရမှုတွေမှာလည်းအရသား၂၀ကျော်သေဆုံးထားရပါတယ်။အာနာသိန်းစစ်တပ်ရဲ့အပြစ်မဲ့ပြည်သူတွေအပေါ်ညှတာမှုခင်းမဲ့စွာ၄ချောင်းကနေပုံကျဲတိုက်ခိုက်မှုတွေကဆရာဇဝမှုတွေကျူးလွန်နေတာဖြစ်ပြီးကုလသမဂ္ဂနဲ့အာဆီယံအပါအဝင်နိုင်ငံတကာအစိုးရတွေအနေနဲ့အရေးယူပေးဖို့ခရီးနီးပြည်ချာကာလအုပ်ချုပ်ရေးကောင်စီ IEC ကတိုက်တွန်းထားပါတယ် ကျွန်မရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်